Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒီ ESPN ရဲ့ Rob Dawson တို့ဒါအပြင် Mark Owen တို့ကနေပြီးတော့ဇန်နဝါရီအပြောင်းအရွှေ့မှာ Manchester United ကကွင်းလယ်အားဖြည့်သွားဖို့မရှိဘူးဆိုတဲ့ report တွေပြောလာတယ်။ဒီညမှာသူတို့ပြောလာတဲ့ report ကဇန်နဝါရီမှာ Manchester United ကဘာလို့ကွင်းလယ်ဝယ်ဖို့မရှိဘူးပေါ့။နော်အထူးသဖြင့်တော့ဘယ်လိုပြောမလဲအစီအစဉ်ထဲမှာကိုပဲကွင်းလယ်ဝယ်ဖို့ဆိုတဲ့အစီအစဉ်ဟာပါဝင်မနေဘူးပေါ့ဇန်နဝါရီမှာ။ဒီကွင်းလယ်နေရာအတွက် Manchester United က နွေရာသီစာချုပ်တက်တန်းကုံဆုံးမဲ့ကစားသမားတွေဒါအပြင်သူတို့ပြင် Rashpool တို့လိုကစားမားတွေကအပြည့်သက်ပြောင်းလာနေကနေရမဲ့ပြောင်းရွှေ့ကြီးတွေကိုစုပြီးတော့အသင်းရဲ့ထိတ်တန်းကွင်းလည်ပြစ်မှတ်ကိုနွေရာသီမှကမ်းလှမ်းမယ်ဆိုတဲ့အစီအစဉ်မျိုးကြောင်းဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဇန်နဝါရီပြောင်းရွှေ့မှာ United ကကွင်းလည်ကစားမားတယောက်ကိုခေါ်ယူအားဖြည့်သွားဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့ ESPN ကပြောလာတယ်။ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဘယ်လိုမြင်ကြလဲ။ အဲဒါကျွန်တော်တို့မနက်ပြောရင်ဒီ journalist တွေရဲ့ဘက်ကအတိုင်းအတာတစ်ခုတော့ credibility credibility ရှိတဲ့တယ်မှာပါတယ်ဗျာသို့တော်လည်းပဲအရာရာတိုင်း100% true စီကနေတော့ယုံလို့တော့မရဘူးဆိုတော့ဇန်နဝါရီပြောင်းရွှေ့မှာဘာ plan မှမရှိဘူးဆိုတဲ့သဘောလားပေါ့သူတို့ပြောသလိုဆိုရင်တခြားတစ်ဖက်ကတွေးကြည့်တော့လေသူတို့ပြောတာကအတိတ်ပဲရှိတယ်ထားပါတော့ United ကဘန်နာကြီးပြဿနာတွေကျွန်တော်ကြုံတွေ့နေရတယ်လို့ဥရောပဝင်ခွင့်နေလည်းမရှိတော့အသင်းဟာအတိုင်းအတာတစ်ခုတွေဝင်ဝင်နေပါတယ် ထူးထူးမြတ်ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့၃ရောက်ပုံမှာကျွန်တော်တန်း၂ရာကျော်တုံးခဲ့တယ်ဆိုတော့အသိဟာနောက်ထပ်နေရာတစ်ခုကိုအပြောင်းရွှေ့လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ငွေကြီးကအတိုင်းအတာတကူဒီပြဿနာဖြစ်လာပြီပေါ့နော်အဲ့တော့ Rashford တို့အပြီးသက်ပြောင်းပြစ်မလာ Okay တန်း35တန်းလာမယ်ဟုတ်တယ်မလား Rashford Wilder တို့အပြီးသက်ပြောင်းပြစ်မလာ Okay တန်း45တန်းကျွန်တော်လာမယ် ပြီးတယ်မလားတခြားကစားမားတွေဘယ်လိုလဲဆန်ချူတို့အလွန်အလွန်ထွက်ဖြစ်မလားအလွတ်နဲ့အဲ့ဒါဆိုလို့ချင်းတပတ်ကို3,900ကျွဲလာတာတွေငါတို့ရှော့ချနိုင်မယ်ကက်စမဲရိုထွက်မလားတပတ်ကို3,900ကျွဲလာတာရှော့ချနိုင်မယ်ဖာနရက်စ်ရဲ့အချင်းကြီးဘယ်လိုဖြစ်လာမှာလဲအဲဒါမိုးတွေပေါ့အဲ့တော့ United နေနဲ့ຫນွေရာသီပြောင်းရွှေ့ကြမှာအဲ့ဒါလိုအချင်းကြီးတွေကနေပြီးတော့တဆင်ပေါ့နော်ငွေတွေပါတွေစုမယ်ပြီးရနဲ့လုံးဝအသင်းရဲ့အကြိုက်ဆုံးအနှစ်သက်ဆုံးရေရှည်ပလန်တွေအားကိုးလို့ရမယ်ကစားမားတွေကိုခေါ်မယ်ဟေ့ဆိုတဲ့ပြီးရမလားပလန်မျိုးနဲ့ ူတို့ကယူရထားတာမျိုးလဲဒါတွေးကြည့်လို့ရတယ်သူတို့ပြောတာကလည်းအတိတ်ပဲရှိတယ်ဗောနော်သို့တော်လည်းပဲကျွန်တော်အမြင်နဲ့ပြောသလိုပဲ United ရဲ့ DRD ယူရချက်ကဘာလဲဆိုတော့ဥရောပဝင်ခွင့်ပြန်ရဖို့ဖြစ်တယ်ယူရိုပါလေးဖြစ်ခြင်းဖြစ်မယ် Champions League ဖြစ်ခြင်းဖြစ်မယ်သို့တော်အသင်းရဲ့ကျွန်တော်ယူရချက်ဒီတခြားအသင်းကြီးတွေဇန်ယာပြဿနာတွေကြုံနေရပြီးတော့ပြိုင်ပွဲစုံတွေကစားနေရတဲ့ပြီးတော့တိုင်ပတ်နေတဲ့အခြေအနေမျိုးမှာတပတ်တပွဲပဲကစားရတဲ့ Manchester United ကဥရောပဝင်ခွင့်ကိုမှ Champions League ဝင်ခွင့်ဆိုပြီးတော့ကျွန်တော်တို့ကဗောနော်လုံးဝ ဒါအာယုံဆိုင်တဲ့ချန်ပီယံစ်လိဝင်ဖို့ငါတို့တော့ရမှာဖြစ်မှာဟေးဆိုတဲ့ pressure မျိုးကိုကိုကိုပြန်ပေးထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာချန်ပီယံစ်လိဝင်ခွင့်မရရင်ຫນွေမှာကစားမအပြောင်းအယူခက်လိမ့်မယ်ဆိုတာညီတို့သိပြီးသားအသင်းလည်းသိပြီးသားအဲ့တော့ DRD မှာကျွန်တော်ကချန်ပီယံစ်လိဝင်ခွင့်ရကိုရမှာဖြစ်မယ်။အဲ့တော့ချန်ပီယံစ်လိဝင်ခွင့်ရကျင်နေဆိုရင်ကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အားနည်းချက်တွေကလစ်လျူရှုထားလို့မရဘူး။ဇန်နဝါရီမှာ risk ယူတင်တာတွေယူရမယ်အထူးသဖြင့်ဇန်နဝါရီမှာကွင်းလယ်လိုတယ်ဆိုရင်ကွင်းလယ်အဖြစ်မှ Champions League ဝင်ခွင့်မျှော်လင့်ချက်ကအတောင့်လာမှာ ဲ့လိုမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ကအားနေတဲ့နေရာတွေကျွန်တော်တို့ကအစုံပလုံကြီးနေပေါ့နော်ဟိုဇန်နဝါရီမှာဘာအားဖြစ်မှုမှမရှိဘဲနဲ့ငါတို့တွေဟေးနွေရာသီကြမှာကစားမကောင်းနေခေါ်ပါလိမ့်မယ်ဆိုပြီးတော့သွားလို့မရဘူးအဲ့ကြိုင်ကစားမကောင်းနေကကိုနဲ့အပြိုင်ခေါ်တဲ့အသင်းတွေရှိလာပြီအပြိုင်ခေါ်တဲ့အသင်းတွေရဲ့ဘက်ကလည်းတကယ်ကောင်းတဲ့ performance တွေပြနေကြပြီဆိုလို့ရှိရင်ကိုရီစီကိုပြောင်းချင်မှာမဟုတ်ဘူးလူတိုင်းကကုညာမဟုတ်လူတိုင်းကအန်ပူမဟုတ်လူတိုင်းက share စကူမဟုတ်ဘူးဗျာဒီလား ကစားမားတွေကအဲ့လိုကစားမားတွေကိုအတင်းကိုပဲပြောင်းကျင်နေဆိုတဲ့အခြေအနေမျိုးတွေမဟုတ်ဘူး KG ကပြောင်းနေသွားပြီလားသိလားဟိုတုန်းက Manchester United နဲ့မဟုတ်တော့ဘူးအဲ့တော့ United အနေနဲ့နွေရာသီပြောင်းရှင်မှာကစားမားကောင်းတွေရချင်ရင်ကျွန်တော်ဒီနွေရာသီဒီရာသီမှာ Champions League ဝင်ခွင့်ရဖို့လိုတယ်ဆိုတာသိတယ်နဲ့ Champions League ဝင်ခွင့်ရချင်နေဆိုရင်ဇန်နဝါရီကကျွန်တော်လစ်လျူရှုထားလို့မရဘူးဆိုတော့ငွေကြေးပိုင်းအခက်အခဲတွေနားလည်ပြီးမဲ့လို့အသင်းဟာဇန်နဝါရီမှာကွင်းလေကိုကျွန်တော်လစ်လျူရှုထားလို့မရဘူး Winbacks တွေကငါတို့မှာဟေ့နော်လောလောတဲ့ Winbacks option 6ရောက်လောက်တွေငါတို့ရှိနေတယ် အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးဒါအပြင်ငါတို့အနေနဲ့ထားပါတော့ဟိုကွင်းလယ်မှာဆိုလို့ချင်းအားနည်းချက်တွေကျွန်တော်ရှိနေတယ်ငါတို့အဆင်မပြေဘူးပေါ့ဆိုတော့အဲ့လိုမျိုးအဆင်မပြေတာတွေအကုန်လုံးလေးလေးရှုထားလို့မရအောင်အဲထားပါတော့ကွင်းလယ်မှာဆိုရင်ကျွန်တော်ဝဲကူဝဲရမှာဝင်းဘက်တွေဆိုလို့ချင်းနားလေလေအောင်ပဲဗျာခဲထားပါတော့6ယောက်လောက်ရှိနေတယ်တစ်ဖက်ကို3ယောက်လောက်ရှိနေတယ်ဆိုတော့တစ်ဖက်တစ်ပွဲအနေထားနဲ့ကျွန်တော်ဘလူသွားပြီးတော့ကြံနေကစားမတွေလက်လွတ်မလဲဘလူသွားပြီးတော့ကစားမတွေကိုမိနစ်တွေကျွန်တော်မျှပေးရမလဲမရဘူးအဲ့တော့ဒါပေမဲ့အဲ့ဒီအရာတွေကဝင်းဘက်တွေကိုပဲနားလေပြီးလို့ရတာ ဝင်လေကမရဘူးဘာကြောင့်လဲဆိုတော့ဒီကွင်းလေဒီဥရောပဝင်ခွင့်အတွက်ချန်ပီယံစ်လိဝင်ခွင့်အတွက်မလုံလောက်သေးလို့ပဲဒီချက်ပူကောင်းတဲ့ကွင်းလေအစုဖွဲ့ကိုကျွန်တော်တွေ့ရမှာဖြစ်မှာဆိုတော့ဒါကြောင့်ပေါ့နော်လက်ရှိ ESPN က report လုပ်တယ်လို့မျိုး Manchester United ဟာလာမယ့်ဇန်နဝါရီအပြောင်းအချွေမှာကွင်းလေကစားမကိုကျွန်တော်အနေနဲ့ပေါ့နော်ခုံမဲ့အစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့နွေရာသီမှာအမှန်ကန်ခုံမဲ့အစီအစဉ်ရှိလို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နောက်ဆုတ်ထားလို့မရပါဘူး ဘာလို့လဲ Champions League ဝင်ခွင့်မရမှာစို့လို့ပဲဆိုတော့ညီကလို့ရောဘလူးမင်းရလဲအသင်းအနေနဲ့တကယ်ဇန်နဝါရီမှာဘာမှအားမဖြစ်ဘူးဆိုရင် Champions League ဝင်ခွင့်ရပါမလားသူနေကြပါဦးချစ်ချူပါပြည်ညီကူများလုံးကိုချစ်သူများဒီမှာနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုချစ်စုပါ